အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ဖတ်ပြပေးခြင်းတဲ့ဝတ္ထုလေးကတော့ဇိုက်ဆရာကြီးရွှေဥတောင်ရေးသားထားတဲ့ယရနာပုံလို့မြည်ရတဲ့အခန်းဆက်ဝတ္ထုလေးရဲ့အပိုင်း၈ဖြစ်ပါတယ်ခင်ဗျာနောက်တော့တာဆင်ပြေကြပါအောင်ခင်ဗျာယရနာပုံအပိုင်း၈ နောက်၃ရက်လောက်ကြာသည့်နေ့တိုင်းမိနစ်နဲ့မစောတို့သည်ခင်းစင်ကြီးအခန်းကြီးတွင်ထိုင်၍မိနေစောင့်နေကြစဉ်ခင်းစင်ကြီးမှာအာနိဒိခါဖြစ်၍မျက်စိမေးလျက်နေသည်ကိုမြင်လေလျင်မိနစ်သည်အခန်းပေါက်မှလမ်း၍ကြည့်ကအိပ်ပျော်နေသည်ထင်မှန်းပြီးမစောအားပြောသည်မှာမမလေးကြည့်ရတာတင်မာဖို့မရဘူးမစောကြီးဒီတောင်ကတက်နိုင်ပါမလားဟဲ့တောက်တီးကြောက်တဲ့အကောင်မလေးရလေတနေ့ကမြဒီတောင်ဆိုသေးတာကပဲ အခုပုံကြီးတော်သွားသေးတယ်မတော်တဆများဖြစ်သွားရင်တော့ဟိုကတယောက်တဲဝန်းတာတော့မှာပေါ့လေအရင်တခါသာအလွတ်ခံတယ်ဒီတခါတော့အလွတ်ခံမှာမဟုတ်ဘူးဟဲ့ဘယ်နဲ့အလကားဟာရှောက်ပြောနေတာလဲမိနစ်ကရှင်ကသာလကားဟာတွေလုပ်နေပါကျမကတိလို့ပြောတာပေါ့မိမိကြီးကတော့အခုထောင်ကြိုက်နေချာတော့သိရလားကြီးကဘာကြောင့်သိရတယ်မိမိကြီးတို့အိမ်နေတဲ့ကျမအမမချစ်ကပြောလို့ပေါ့မိမိကြီးလည်းပင်ဆွဲထားတဲ့ဆွဲကြိုးကလေးဟာမြင်ရဲ့လားအဲ့ဒါဟာကိုတွန်းမြတ်ကကိုတွန်းမြတ်ကပေးတာပေါ့ ။ဒီရွှေကြိုးကလေးကိုညအိတ်ရင်အောင်ခေါင်းအုံးအောက်မှာထားအိတ်တယ်တဲ့။ဒါပါပြုတ်တဲ့တော့။ဒါပါပြုတ်ရမလဲစဉ်းစားကြည့်ပါလား။ပြီးတော့လေကိုထွန်းမြတ်ရွှေဘုံနှက်ပြန်သွားတော့မယ်ဆိုတော့အဲ့ဒီနေ့မှာကိုထွန်းမြတ်ကမိမိကြီးကိုလိုက်ပို့တာကိုပို့ပြီးလို့ကိုထွန်းမြတ်ပြန်သွားတော့မိမိကြီးကသူ့တယောက်တည်းပြောသွားတာကိုမချစ်ကလည်းသူ့အချက်ရှိလို့မောင်ရိပ်ကစောင်းနေတော့အခုမှပဲသိရပြီတော့လေကိုထွန်းမြတ်ကလေမျက်နှာထားကပြုံးပြုံးနဲ့ပြောသွားတာ လာရောက်နေမြင်လဲရတဲ့မှာစောရေဒီတော့သူတို့နှစ်ယောက်တော့အမှန်အချက်ရှိတယ်တယောက်တယောက်လည်းချစ်ကြိုက်နေကြတဲ့လက္ခဏာပဲနောက်တော့မှကိုထွန်းမြတ်ကကျမတို့မမလေးနဲ့တွေ့လို့မိမိရီကိုမေ့တဲ့လက္ခဏာနဲ့တူတယ်ယောက်ျားများတရက်ဆက်တယ်နော်ကိုထွန်းမြတ်ကြည့်ရတော့ရက်ဆက်ပုံမရပါလားအီးပြီးတော့ရှိသေးတယ်ကိုထွန်းမြတ်နဲ့မမလေးတို့ရွှေပုံမှာလက်ထက်ကြတယ်လို့အမကြီးကကြားရောကြားတော့မိမိရည်စီရှင်းရှင်းသွားပြောတာကို မိမိကြီးလည်းဒီအကြောင်းကြားတော့ဘာမှမပြောနဲ့အိမ်ပေါ်တက်သွားပြီးအခန်းထဲရောက်လျင်ပဲကြက်မော်ကိုပြစ်လဲပြီးချုံချုံချငိုရှာတဲ့မချစ်ကလည်းအခန်းထဲကငိုတန်းကြားလို့အခန်းထဲကအသားကလေးဖြွင့်ကြည့်တော့မိမိကြီးကတကယ်ကြက်မော်လှိမ့်ပြီးငိုနေလိုက်တာတယ်မစိုးရဲ့ကိုမရှိတဲ့သူရှိနေလို့အလကားပေါ့မိမိကြီးကတင်မိုက်ပါကလား ဒါတော့မသိနိုင်ဘူးလေအခုလည်းပဲကိုထွမျက်ယုံသွားချင်းယုံပြန်ချင်းကြာမှဖြင့်ပြင်းမောက်ကကွဲပြီးနေတိုင်းချောင်းတိတဲ့အင်းအခုတော့မိုက်ပါတော့ငလားဒါကြောင့်ကုတင်ကပြောတယ်မဟုတ်ဘူးလားမမလေးမြတ်မတော်တဆဖြစ်သွားမှဖြင့်မိမိကြီးကတော့အကြည့်ဆိုင်မှာပဲတော်ဤကြီးကဒီစကားမပြောပါနဲ့မမလေးဘာမှမဖြစ်ဘူးမဖြစ်ပါစေနဲ့လို့ကျမတို့လည်းဆုတောင်းပါရဲ့ရှင်ဖြစ်လို့ရှိရင်တော့ကျမပြောတဲ့အတိုင်းဖြစ်ပြီးသားပါပဲဒီကလေးလေးတော့မိရင်းနဲ့ဘယ်တော့တည့်နိုင်ပါမလဲ အခုလောင်သူ့စိတ်ထဲကတော့ခင်စင်ကြီးမုန်းလာရောပေါ့တော်တော့အီညီနောက်ထက်မပြောနဲ့တော့ငါအမကြီးသွားပြောလိုက်ပဲပြောစရာလည်းမရှိပါဘူးတော့ကုန်ပြီဒါပါပဲခင်စင်ကြီးဒီအိတ်မပြောပဲမျက်စိသာမိလေးရဲ့နေဒီဖြစ်တော့ကြအောင်မိနေနေမဲစောလို့ပြောတော့စကားကိုတလုံးမကြံကြားရလေလေမိမိဒီကျန်းကျန်းမမာချီဒီအခါဖြစ်ပါကလင်းဤတဘောကိုတီးပြီးဖြစ်တော့ကြအောင်အစီကံတို့ပြောစကားကိုယုံဖွဲမချီဟုမှတ်ထင်မိဖြစ်လေဒီ ယခုမှမူမကျမ်းမမာအာနေသည့်အခါဖြစ်၍ကောင်းစွာမစင်းစားမစင်းကျင်နိုင်သည့်အခါဖြစ်လျကပေါင်ထုံးမြတ်သည်မိမိရင်နှင့်အလွန်ချစ်ကြိုက်ဖူးသည်ဖြစ်ရမည်ဟုယုံကြည်ပြီးများစွာမနာလိုသောစိတ်ဖြစ်၍အမျက်ထွက်လျက်နေစေတွင်ပေါင်ထုံးမြတ်သည်အခန်းတွင်သို့ဝင်လာရာဖိနေလေခင်ဘာဖြစ်လို့လဲနေမကောင်းလို့လားဟုအမေလေသည်ခင်စိန်ကြီးကခင်တို့ခုမှာခဲ့ပြစီကိုထုံးမြတ် ခင်များတည်သွားလို့ရှိရင်သူ့မယူပါနဲ့နော်သူ့များယူရင်ခင်ဖြင့်ကလေးတွေစိတ်ချနိုင်မှာမဟုတ်ဘူးဟုပြောလျင်မောင်ထွန်းမြတ်သည်ခရောင်ကလန်းပြောသည်ထင်မှတ်၍ခင်စိန်ကြီးအားချော့မော့ပြောဆိုပါတို့လေခင်စိန်ကြီးသည်စိတ်ဆိုးမပြေနိုင်ပဲခင်ကလေးကိုနှိမ့်ဆက်မှသူကသူ့ကိုဖြင့်မယူရစ်ပါနဲ့ရှင်ဟုပြောပြန်လျင် ဘဲနဲ့လေခင်အိမ်မက်မက်နေတယ်ထင်တယ်။တောက်တီတောက်တဲ့လျှောက်ပြောမနေပါနဲ့ခင်ရဲ့။ကိုကိုကိုမအောင်စူးစမ်းပြီးခယူဆိုင်မှာပေါ့ဟုပြောရ။ခယူဆိုင်စရာလည်းမရှိပါဘူးကိုထုံးမြတ်ကြီး။ခင်တော့မနေရပါဘူး။ဒီတော့သူ့ကိုမယူရစ်ပါဘူးလို့ရှင်ကအခုအာမခံပါ။ဒီလိုအာမခံမှခင်အသက်ဖြောင်ဖြောင်ထွက်နိုင်ပါမယ်။ မဟုတ်ပါဘူးခင်ရဲ့ညီနဲ့လမ်းနဲ့ဆိုရင်တော့ခင်ပြောတာကိုဘာမှဆိုမောင်းလို့ပါမယ်ယခုတော့ဘဲနေဟာလေးရှောက်ပြောနေတာလေခင်ရဲ့ခင်ပါပြုလို့တေးရမှာတော့ခင်လည်းမတေးရပါဘူးခင်ပြောတာပဲဘဲသူကိုပြောနေတော့မောင်းမသိပါဘူးရှင်အဟုတ်ပဲမသိဘူးလားခင်နဲ့မရခင်ကဘဲသူနဲ့ရှင်ကြိုက်ဘူးတလေအခုတော့ရှင်ကြိုက်ရှင်ကြိုက်နေအောင်ပါဘဲသူပြောတာလေခင်ရဲ့ မိမိဤဘောဟုပြောလျင်မောင်ထုံးမြတ်သည်နေထိုင်ထိုင်နေရာမှထား၍ဂရင်နဘဲတွင်ရက်လျက်အိန္ဒြေရှိသောမျက်နှာထားနေမိမိဤနှင့်ကျုံနေကိုဘယ်နည်းနှင့်အခင်ကအထင်လွဲရသည်ဆိုတာကျုံမပြောတတ်ပေဘူးမိမိဤဆိုတဲ့မိန်းကလေးကိုကျုံကဖဲခါအမြကြိုက်လဲမကြိုက်ရဘူးပါဘူးကြိုက်မယ်လို့စိတ်ထဲကတောင်ခင်းတဲ့အကြောင်းမပါခင်ကလေးကမကူမိပါဘူးရပီမားဆိုတာမှတော့ဝိပါရခင်ရဲ့ခင်လေဒီတော့တိတိမာတယ်ထင်တယ်သူကတော့ရှင်ကိုကြိုက်ပါကလား ယောက်ျားကစတင်ပြီးမကြားရဖဲမိမကယောက်ျားကိုကြိုက်တယ်ဆိုတာမိမမိုက်တာပေါ့မိမိကြီးလည်းဒီလောက်မိုက်မယ်တော့မထင်ပါဘူး တကယ်လို့သူကပဲကြိုက်ပါစေ ਉਹ မောင်ကဖြင့်တတိတော်မရပါဘူးခင်ရေယုံပါတော့မိမိရင်ထဲမောင်ကိုခင်ကစိုးရင်နေဆိုတာအမကြီးနဲ့စိုးရင်နေဆိုတာနဲ့အတူတူပဲဟုပြောလျင်ခင်စိန်ကြီးဒီမောင်ထွန်းမြတ်ဤတည်ကြည်သောမူယာနဲ့အင်္ဂရိရှိသောမျက်နာကိုမြင်ရကလင်းဤစကားကိုလုံလုံယုံကြည်၍မိမိအထင်လွဲရှိပြီးဟုအောက်မေ့ပြီးလျင်၎င်းအတွက်အစိတ်ချယုံကြည်ရှိလေ၏မောင်ထွန်းမြတ်လေအနေငယ်စိတ်နာသောအတန်ဖြင့် အခုခင်ပြောဖို့ဦးတော့တနေ့လုံးလုံးမောင်ကြိုးစားခဲ့တဲ့မြတ်အလကားလိုကြတော့တာပေါ့ခင်ကိုဘယ်လိုအေးအေးယူခဲ့တယ်ဘယ်လိုစောင့်ရှောက်ခဲ့တယ်ဆိုတာမြင်တာနဲ့တိလောက်ပါလေခင်ရေဒီလိုဖွင့်ပြောဖို့တော့မရှိပါဘူးခုပြောလျင်ခင်စိန်ကြီးဒီမျက်ရည်ဝိုင်းလေးရဲ့လင်းအီးမျက်နှာကိုမော်ကြည့်၍ခင်ကိုစိတ်မဆိုးပါနဲ့မောင်ရေခင်ကလည်းအေးအေးယူလုံးအားကြည့်လို့ဒီလိုဆိုရင်ပါတယ်ဟုပြောရာ ောင်ထွတ်မြက်လေးအခါတိုင်းကဲ့သို့ရှင်ပြတော်မျက်နှာထာနဲ့ခင်အိမ်မက်မနေတဲ့ထင်နေဒီလိုအိမ်မက်တွေမက်မက်ပြီးလင်ကိုဖြင့်အပြစ်မချပါနဲ့ခင်ရဲ့ဟုပြုံးရည်လေးရဲ့ပြောလေသည်ခင်စင်ကြီးမှာလင်ဤတဘောကိုတည်၍လင်ပြောသည်ကိုပြောသည့်အခိုက်တွင် လုံလုံယုံကြည်သည်မှန်၏တို့တော့မိမ၌ဖြစ်စီယောက်ျား၌ဖြစ်စီမတင်ငါသောစိတ်သည်တကြိမ်ဖြစ်ဖူးပါလျင်ထက်ကထက်ကပေါ်လာမည်ဖြစ်ရကခင်စင်ကြီးမှလည်း၎င်းစိတ်သည်မကြမကြပေါ်ပေါက်လာလေ၏ ။ဤသို့မဖြစ်စေရန်ကြိုးစားပါတော့လေ။မိနစ်နှင့်မစောတို့၏စကားကိုခဏခဏတတိယသည်ဖြစ်တော့ကြောင်းမယုံကြည်သောစိတ်သည်ရံဖန်ရံခါပေါ်ပေါက်လာလေ၏။မောင်ထွန်းမြတ်နှင့်ခင်စိန်ကြီးတို့အကြောင်းပါကြသည်မှာ၆နှစ်ခန့်မြာရှိခဲ့ရာကလေး၃ယောက်ရရှိကြလေ၏။အကြီးမခင်မကြီးဟုအမည်မဲ့၍အယုတ်အီမှာအမေတူအလက်နှင့်အငယ်မှာအဖေတူ၍ခင်ပေါင်းကြီးခင်ပေါင်းကလေးဟု အမည်ပေးကုန်၏ ။အငယ်ဆုံးခင်ပေါင်းကလေးမှာအခါလေသားခံရှိသောအခါခင်းစိန်ကြီးမှာတချောင်ချောင်ဖြစ်လျက်မကြမ်းမမာရှိလေ၏။တနေ့တိုင်းပေါင်းထုံးမြတ်သည်ခင်းစိန်ကြီးအတွက်ဆိုးရိမ်မကင်းရင်ရှိ၍ဆရာဝန်ကြီးကိုတိုင်ပင်ရာဆရာဝန်ကြီးကဒီကဲ့သို့ခွန်အားနေတဲ့ယောဂမျိုးမှာတည့်ခတ်တယ်။စေးတိုက်လို့လည်းအကျိုးမရှိဘူး။သူဖြစ်၍ခိတ္တလောက်အရက်ပြောင်းရွှေ့ပြီးနေထိုင်စေရလျင်ကောင်းမယ်ထင်တယ်။ပေရဲ့ပေဖြစ်စီမင်းလေးကလွဲလိုက်ပြီးရောမိတ်ဆွေများအခြားရက်မှမရှိဘူးလား ခိတ္တသွားလေပါစီကောင်းနေဟုပြောလျင် မောင်ထုံးမြက်လေခင်းစိန်ကြီးချီရခန်းသို့သွား၍ကဲဆရာဝန်ကြီးကပြောသွားတဲ့ခင်ခင်ကိုတခြားခိတ္တလောက်သွားလေရလိမ့်မယ်တဲ့ဘယ်သွားရမယ်လေလေဘဲဘဲဖြစ်ဖြစ်တဲ့ကြောက်စဲဖြစ်ဖြစ်ရန်ကုန်ဖြစ်ဖြစ်ဘဲမျိုးဖြစ်ဖြစ်သွားခြင်းနဲ့မျိုးကိုတဲ့မန္တလေးကလွဲလျင်ပြီးရောတဲ့တို့တော်မနစ်ကဒီလာလေတဲ့မောင်တို့နဲ့အเจ้าနေပဲတငယ်ချင်းမောင်ဖဆန်ကတနေ့ကပဲမိတိလာကနေပြီးစာရေးလိုက်တယ် ်သူတို့စီးမြတစ်ခါလောက်နေမရနှစ်ယောက်စလုံးလာလေကြပါအောင်နဲ့သူမိမကလေးလဲခင်မြင်လိုက်သားပဲတဲ့သဘောကောင်းရှာလေသူတို့သူတို့စီကိုတလားလောက်ခင်သွားလိမ့်ရင်ဖြင့်ကောင်းလိမ့်မယ်ထင်တယ်မောင်ကကောမောင်လင်းလိုက်ပို့မယ်ပေါ့ပြီးတော့ပြန်လာအောင်မှဖြစ်မယ်ခင်ရဲ့တင်းငွေတစ်ဘက်ကိုတစ်ခါလောက်မောင်လာလိမ့်မယ်ပေါ့တော်တော့မောင်ထပ်မပြောနေတော့မောင်မပါပဲခင်ဘဲမှမသွားဘူးမဟုတ်ဘူးခင်မောင်ပြောမယ် အခုဆရာဝန်ကြီးပြောတဲ့အတိုင်းခင်သွားလေလို့ပြန်လာတဲ့အခါကျတော့ကျန်းကျန်းမာမာရှိတာမြင်ရရင်မောင်ဝမ်းသာမင်းမဟုတ်ဘူးလားဒီတော့မောင်စိတ်ချမ်းသာအောင်သွားလိုက်ပါခင်မောင်လေးမကြမကြလာလေမေပေါ့စသဖြင့်အတန်းနဲ့ချုံမော်ပြောဆိုလေရင်ခင်စိန်ကြီးမှာရှေ့နေမှာဝဆက်ဤမိမမသိမ့်တင်နေအကျွမ်းတူရင်ချစ်ခင်ကြပြီးဖြစ်၍၎င်းတို့ရှိရာမိတိလာသူ့သွားနေရန်သဘောတူလေဤ ခင်စင်ကြီးမှာကျွန်ုပ်တို့ပထမတီကျွမ်းစင်ကခင်စင်ကြီးနှင့်မတူချေထိုခါနိုင်မူကအိမ်ထောင်ရှင်မဟုတ်သေးသည့်အပြင်အရွယ်လေးငယ်လာ၍ဒုက္ခများစွာမရှိသောကြောင့်အစဉ်မပြတ်ပြုံးလျက်ရှိသောမြတ်တာရှိပေ၏ယခုမှမူရှောင်းနှစ်ခန့်ကျော်မြတ် ကျော်လွန်၍အသက်လေး25နှစ်ကျော်ခန့်ရှိသည့်အပြင်ကောင်းစွာမကျန်းမာသဖြင့်ဖြော့တော်သောအသားရည်ရှိ၍မျက်နှာလေးချွတ်ချွတ်လန်းလန်းမရှိပဲညွန့်ငယ်လျက်ရှိကုန်၏။မျက်ကွင်းတို့သည်ဆေးဆူ၍ထားပြီးတကယ်သို့ညူလျက်လက်ပြားချေပြားတို့သည်လည်းအစင်မပြတ်ဘူး၍ပူအိုက်သည့်ရာသီပင်ဖြစ်တော်လေ။စောင်းချုံလျက်နေရရှာ၏။ နေ့ခါနိုင်ပြင်းပေါအနည်းရှိကလထိုင်မော်ရင်ထိုင်လျက်တနေ့လုံးလှူရှားခြင်းမရှိပဲကလေးတို့ကစားနေကြသည်ကိုငေးလျက်ကြည့်နေရကုန်၏ညနေတိုင်းလျင်လေရှိကကဲ့သို့လင်လာမြင့်လန်းကိုပြေး၍မကြုံနိုင်ရှာတော့ရှိကလေးတို့သည်မိမိတို့ဖခင်ကိုဝင်းပေါက်မှပြေးပြီးကြိုချသည့်အခါမောင်ထွတ်မြတ်က၎င်းတို့ကိုလက်ဆွဲလျက်ပြန်လာသည်ကိုပြင်းပေါက်မှညိုငယ်သောမျက်နှာကလေးဖြင့်ပြုံးလျက်သားလျင်နှုတ်ဆက်နိုင်တော့၏ ဤသို့နေထိုင်ခြင်းတွင်ခင်းစိန်ကြီးမှာမိမိ၏ခင်ပုံမောင်ထုံးမြက်သည်မိမိ၏အချစ်ကြိုက်ဖူးသည်ဟု မကြားမကြားအောင်းမိမိ၏ပေါင်ထုံးမြက်လေရာဂါဇအခါကေဟိတုမိမိမရအာလွန်စွာအေးမလုံနိုင်တော့ရှိအလုကလည်းအလွန်များသည့်အပြင်အကြောင်းပါကြသည်မှာလေနှစ်လများပြီဖြစ်တော့ကြောင်းအထက်ကကေတုယူယူရရပိုက်ပိုက်ထွေထွေမလုံနိုင်တော့ရှိဤသို့ဆိုရ၌မောင်ထုံးမြက်သည်ခင်စိန်ကြီးအားအချစ်ပေါ်၍ဂယူးမဆိုင်ပဲရှိသည်ဟုမယူသင့်ပေ ်ကလေးတို့သည်ခစားစရာအစ်တစ်ခုကိုရရစားအခါ၌လွန်စွာနှစ်ချိုင်မြတ်နို့၍မျက်စိရောက်ကအပြောင်းမခံနိုင်ပေအိမ်ယာမှာပင်အတူဖက်၍အိတ်တက်လေရှိ၏ရဲ့အနေငယ်ကြာရှိလျင်၎င်းကစားစရာကိုကြောင်တစ်ကြောင်၌ပြစ်ထား၍အခြားတစ်ခုကိုစုံမဲ့ပြန်၏ ဤသို့သောသဘောသည်လူတို့၏ဓမ္မတာမျှသာလျင်ဖြစ်ရကာယောက်ျားတို့မှလေမိမိတို့ဤမယားအားရစအခါခါကဲ့သို့လွန်စွာအရေးတည်ကိုမရှိနိုင်တော့လေ။နောက်အစ်တတယောက်အားစိတ်မကွက်ခဲပါလျင်တော်သင့်ပြီဟုမှတ်ထင်သင်ပေသည်။ ်ပေါင်ထုံးမြတ်မာလေးထိုနည်းအတူရစအခါကကဲ့သို့မိမိမယားဤစိတ်နှင့်သာလျင်တနေ့လုံးမနေနိုင်ပေအလုကလည်းတစ်ဖက်ဖြစ်သောကြောင့်မမှန်သာလျင်ရှိကုန်၏ခင်စိန်ကြီးမှမူဤကဲ့သို့သောသဘောသည်လူလို၌ဖြစ်တတ်သောသဘောသာလျင် ဖြစ်သည်ဟုမအောင်မနိုင်ပေမိမိဤအားချစ်ခင်ခြင်းရှိသည့်အတွက်ကြောင့်မိမိအားအေးဆက်ဆက်ရှိတော်သည်ဟု အောင်မေမိရှာ၏ အစလုံးကတော့ငါဆန်းနေရတီးလျင်ငါအနာကရက်ပြီးနေတယ်တီးလို့ပြီးတဲ့အခါကျတော့လေအခုတော့ဒီလိုမဟုတ်ပါဘူးငါဒီမှာတီးလျင်သူကဟိုမှာထားရင်ပြီးဆစ်လေကြီးတောင်းနေတယ်ငါစားဖက်လျင်လေအရင်ကတော့သူကငါနဲ့အတူလိုက်ဖမ်းပြီးရဲဆရာရှိအတူရဲမောကြတယ်လွမ်းဆရာရှိအတူလွမ်းကြတယ်စောက်ထဲကလင်မယားချစ်တာတွေ့ရင်ငါတို့လင်မယားနဲ့ပဲနဲ့လေတဲ့မေးဖို့ရတယ်အခုတော့ဒီလိုမဟုတ်ဘူးငါကစားတုပ်ဖက်လျင်သူကလည်းတိပင်းစားအုပ်ဖက်တယ် စသဖြင့်စဉ်းစားမိရှာ၏မိန်းကလေးပေါင်းတို့သည်ခင်စိန်ကြီးကိုကြည်၍သူကဲ့သို့အထင်မလွဲကြစေရန်တတိပြုတင်လာပေသည် တို့ရရင်ခင်စင်ကြီးမှာမောင်ထွန်းမြတ်၏စိတ်တော်သည် ဖောက်ပြန်နေပြီဟုဧကံမုတ်ချလေမထင်နိုင်ရှိအချားယောက်ျားတို့နှင့်ရှင်ကြွေကြည့်လိုက်သောအခါ၌မောင်ထွန်းမြတ်၏စိတ်တော်သည်များစွာကြည်ရင်မြင့်မြတ်ကောင်းမွန်ဖြူစင်ကြောင်းကို သိရှိပြန်လျင်လေမိမိ၏ခင်ပွန်းအားအလွန်တရာကျေးဇူးတင်၍တအားသမျှချစ်ခင်မြတ်တို့မည်ဟုအောက်မေ့မိပြန်၏သို့သောမိမိ၏နှင့်အကြောင်းကိုပြန်စဉ်းစားမိသောအခါ၌မူကားခင်စင်ကြီးသည်မဝေခွဲနိုင်အောင်ရှိပြန်ရှာလေ၏ ်မိခင်လာသူသွားမြင်နေနည်းနည်း၌ခင်စိန်ကြီးသည်ကလေးသုံးယောက်ကိုခေါ်၍ကဲငါတန်ငါသမီးများမိမိနဲ့မိရထားကြီးစီသွားကြရအောင်လိုက်ကြမယ်မဟုတ်လားဟုမေးလျင်ကလေးတို့သည်လည်းဝမ်းသာအားရလက်ကုပ်လဝါတီး၍မိခင်၏လုံကြီးကိုဆွဲလျက်ခင်မောင်ကြီးကမိမိခင်မောင်လေးရော နော်တို့ရောအကုန်လုံးလားဟုမေးလျင်အကုန်လုံးပေါ့မမေရောမစောရောမင်းတို့ရောဟုပြောလျင်မချမ်းပုံလေအနည်းတွင်ဆက်ချုပ်လေးရဲ့နေဒီနှင့်ကြုံကြ၍ခင်းစိန်ကြီးသည်အဝေးသို့သွား၍လဲမိအကြောင်းကိုသဘောမကျ၍စဉ်းစားသည်မှာ တဲ့နေရရှာတာကိုမကြမကြဘူးပေါ့တော့လူမမာတော့ဟိုမှဟိုသွားမှလေးဒီသွားမှလေးနဲ့သူတို့အင်္ဂလိပ်စာကလေးတက်လို့အင်္ဂလိပ်ရှေမဆိုလေးနန်းလျင်ပဲတက်စိတ်ကလေးကြီးဆရာဝန်ခေါ်တက်စိတ်ကလေးကြီးဆေးရုံသွားနဲ့အခုလဲတော့ကြည့်ပလားမိတိလာသွားမှဖြင့်ခွန်အားရှိလိမ့်မယ်လေငါတို့ဖြင့်မိတိလာထားလို့ရှမ်းစုတော်မသွားဘူးပေါ့ဒါပေမဲ့မာဘတော်ဘာမှမဖြစ်ပါဘူးသာသဖြင့်စဉ်းစားနေရမှာကလေးတို့လည်းလိုက်၍သွားကြမြီကိုကြားလျင်ချက်ချုပ်ရမှလည်း၍ ဆရာဝန်ကသွားဖို့ပြောတဲ့အချိန်ကလေးတွေမပါပါဘူးသူတို့ဘာဖြစ်လို့လိုက်ရမှာလဲဆရာဝန်ကတော့ကလေးတွေကိုခေါ်ရမယ်လို့ဖွင့်မပြောဘူးပေါ့သူ့တော်မိခင်သွားလိုက်ရင်ကလေးဆိုတာပါမင်းပေါ့သူတို့လိုက်တဲ့အတွက်မထူးပါဘူးထူးပါတော့တော့သူတို့လိုက်ရင်ပိုက်ဆံကထူးအောင်မှာပေါ့အခုဒီဟာကကုံတော်တော်ကြဟိုဟာကကုံနဲ့ကြတော့ထွန်းမြက်ခက်လိုက်မယ်မင်းကတော်ရဲ့မင်းကတော်နဲ့မဲစောနဲ့နှစ်ယောက်သွားရင်လေစရိတ်ကုန်လာပြီအခုတော့ကလေးတွေတပြုံးကြီးနဲ့အထိတ်တွေနဲ့လုံနေမှဖြင့်ဘယ်ခံနိုင်မှာမလဲဟုပြောရာ ကျမသည်ဇုံကိုမြင်သောအခါမိမိကြက်ကလေးများကိုအတောင်အောက်သို့တွင်ပြတကယ်သို့ခင်းစိန်ကြည့်လေမကြမ်းမုံစကားကိုကြားလျင်ကလေးသုံးယောက်ကိုလက်ဖြင့်ဖက်လျက်နေလျင်ပြီးတော့လည်းပဲအခုသွားမှာကသူ့မအောင်သွားတာဒီလိုကလေးတွေတပြုံကြီးခေါ်သွားမှာဖြင့်သူတို့ခရုဆိုင်နေရတာဘယ်လူမှနိုင်လိမ့်မလဲဟုမကြမ်းမုံကပြောပြန်လေ၏ ဒုက္ခခင်စင်ကြီးသည်ခင်မောင်ကလေးကိုကြည့်ချီ၍မမေသွားရင်သားလေးမမေနဲ့ခွဲနေရင်မလားမမေတယောက်ထဲသွားမှဖြင့်ပေါင်တို့ကိုလွမ်းလာနဲ့ယောဂတော်တို့အုံးမှပေါ့သားတို့ရဲ့ဟုမြည်ရလေလေရဲ့ညင်းညူ၍ပြောလိမ့်ရင်ဘာပြုလို့တယောက်ထဲလဲထွတ်မြတ်ကတော့အလကားလားမကျမ်းမုံကကြားဖြည့်ပြီးပြောလေသည်ဒုက္ခခင်စင်ကြီးကကိုထွတ်မြတ်ကလိုက်ပို့ရဲ့ပို့ပြီးပြန်ရမှာဒါတော့ဒါပို့လီအနုသူ့လုတ်တွေပြစ်ထားလို့သမင်းဘယ်ကစားရမလဲအခုလိုအကုန်ကြများပုံနဲ့တော့တိထက်မကလုတ်မှတော်ကကြမယ် ါတော့ပြောတာပြောရတယ်မင်းကတော်တို့တော့ဟင်မယားဒီမှာကမောင်နှမမဆိုင်ပါဘူးမင်းကတော်သဘောပါပဲဟုပြောနေရင်ခင်စိန်ကြီးလေဘာမှပြန်မပြောပြန်ပြောရင်မရှိပဲမြည်ရကြလေရှိနေရရင်အစီကံမတ်စိုးမှာအနည်းတွင်ရှိသည်ဖြင့်မမလေးအာတနာမိရှာ၏အချိန်နီးလီမောင်ထွန်းမြက်လေးအလုယုံမှပြန်လာ၍ခင်မကြီးကိုပကုံးပေါ်တွင်ထမ်းလျက်ခင်စိန်ကြီးရှိရာသို့အသွားလန်းတွင်မဆုံးနှင့်တွေ့၏ မမလေးကကလေးတွေကိုအကုန်ခေါ်သွားကျင်တယ်။ဟုတ်လား။သူတို့မပါရင်မမလေးအပုံကြီးစိတ်ညစ်လိမ့်မယ်။အေးလေသူတို့ကခေါ်သွားတာပေါ့ဟုပြော၍ခင်းစင်းကြီးရှိရာသို့ရောက်လျင်ခင်းကကလေးတွေခေါ်သွားကျင်တယ်ဆို။ခေါ်ပြရစီချင်းရှိကြီးကိုပါရဲ့ဟုရှင်လန်းသောမျက်နှာနှင့်ပြောရ။ဒါဖြင့်ခေါ်သွားလီ။ဘာဖြစ်လဲ။သူတို့လေရောက်ကူးတယ်ရှိရောပေါ့။ခင်ကအကုန်ကြများနေမလားလို့ဟုပြောလျင်မောင်ထုံးမြတ်သည်ရှင်ပြချိုးသားသောမျက်နှာထားနှင့်အကုန်ကြကခင်ဘူးမဟုတ်ပါဘူးခင်ကခင်ကကိုကိုကိုကျမ်းမအောင်လို့ပါ ကလေး၃ယောက်အတွက်ငွေ၁၀၀လောက်အပိုကုန်လို့ဖာအတွက်ရှိတယ်လေခင်ကျမ်းမရင်ပြီးရောဟုပြောလိုက်ရင်ခင်စိန်ကြီးသည်အလွန်တရာကျေးဇူးတင်သဖြင့်လင်းဤလက်ကိုကိုင်းလျက်မျက်နှာကိုမော်ကြည့်ပြီးလိုက်ရင်ခုပုံတော့အရင်ကလိုပဲခင်ကိုရှစ်သေးတယ်ပေါ့လေဟုပြောလိုက်၏။မောင်ထွန်းမြတ်မှာခင်စိန်ကြီးပြောသည့်အထိပ္ပယ်ကို နားမလဲပဲချစ်ပါတယ်ခင်ရဲ့အရင်ကတည်းအစတရာအစတထောင်ပို့ပြီးချစ်ပါတယ်ဟုပြန်ပြောလိုက်၏။ မကြမ်းပုံလေကလေးတို့လိုက်ပါသွားကြမည်ကိုကြားလျင်မောင်ထွတ်မြတ်ရှိရာသို့လာ၍ကလေးတွေခေါ်သွားလို့ဖြစ်နိုင်ပါမလားကွယ်အမင်းက ။ခိုကြသူတို့တည်းရှုပ်နေတာနဲ့မြင့်မရပဲတော့မနိုင်ပါလေကွ။မလိုက်စေနဲ့သူတို့ဟုပြောရင်းမောင်ထုံးမြတ်ဒီမရနိုင်အကျိုးရှိပါမူ။၎င်းမိအလိုကိုမိဒီအရာ၌မဆိုလိုက်လို့ဒီမှန်၏။ယခုမှမူအလိုလိုက်သည့်အတွေ့အကျိုးရမည်ဟုကြားရလျင်စိတ်ပူပင်သဖြင့်ဆရာဝန်ကြီးကိုတိုင်ပင်ရာဆရာဝန်ကြီးမှလည်းမကျမ်းပုံကပြောပြဖြစ်၍လိုက်ရင်အခွင့်မပြုပဲရှိလေ၏။ဘာခန့်ကြီးတွင်မက်ခင်စင်ကြီးဒီမဆောကိုခေါ်၍ မဆိုဒီမှာကလေးတွေနဲ့နေရရလိမ့်မယ်။ဘာပြုလို့လဲမမလေးဖေ။ကျမကိုသဘောမချလို့မခေါ်သလား။ညီကိုသဘောချလို့လို့ငါကဒီမှာထားခဲ့ခြင်းနဲ့ညီရောငါရောမရှိရင်ကလေးတွေကိုမိညံ့နဲ့အမကြီးနဲ့စိတ်မချနိုင်ဘူး။ဖေကျမတို့မမလေးသွားရကိုလိုက်တော်လိုက်ချင်တာပဲဖေ။သို့တော်လည်းဟုတ်တော့ဟုတ်ပါရဲ့။ငါမရှိတဲ့နောက်ကလေးတွေကိုစောင့်ရှောက်ရပါတော့ငါလည်းအပုံကြီးနေမကောင်းဘူးပြန်ကောင်းပြန်ကောင်းလာမှလာရမယ် ်ဘဲနဲ့ပြောတာလဲမမလေးဖေဟာဒီလိုမပြောပါနဲ့ကိုကပြန်လာတော့အရင်တုန်းကလိုမမချမ်းချမ်းရှိလာမှာပေါ့အေးအေးဒီလိုရှိပါစေအောင်မရတာပဲသူ့တော့ငါမှမပြန်နိုင်ခဲ့ရင်ကလေးတွေကိုညီကစောင့်ချောက်ရစ်ပါနော်သူတို့ကလည်းမမေ့အကြောင်းမကြမကြပြောရစ်ပါစိတ်ချတော်မူပါမမလေးဖေဟာဖះကျမတက်တက်တော့ဒီကလေးတွေနဲ့ဘယ်တော့မှမခွဲပါဘူးဟုပြော၍ခင်စိန်ကြီးသည်အစီကံမိနစ်နဲ့အတူတကွထွက်သွားကြလျင်မစိုးသည်ထိုင်လျက်ငုံနေရစ်လေ၏ ဒီကနေ့ဖတ်ပြခဲ့တဲ့အပိုင်းလေးကိုအချိန်ပြည့်ပြီးနာတော်တာအရှင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာအရှင်သူကြီးကိုမောင်နှမများအားလုံးစိတ်အီချမ်းသာခြင်းကိုအီချမ်းမာခြင်းများနဲ့တလုံးတော်ပြည့်စုံနိုင်ကြပါစေကြောင်းကျွန်တော်ဟန်လင်းမှစုမုံကောင်းတောင်းရင်နောက်ထပ်အပိုင်းများမှာပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ